တင်ဌာနကိုနားတော်ဆင်နေကြတဲ့ပရိသတ်တွေအားလုံးကိုတာလီဆွတ်ပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်။ဒီနေ့2025ခုနှစ်မေလ9ရက်နေ့စီရင်ရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျမတာယာကအစီအစဉ်မှုဖြစ်တာဝန်ယူကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။နားဆင်ရမယ့်တဲ့တွေကတော့မင်းပြကအသက်9နှစ်အရွယ်ကလေးငယ်ကိုမရိတ်ကျက်တက်ဖြတ်ခဲ့တဲ့သူကိုအာရောကတက်တော်ကဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့တဲ့ တောင်ကောက်နဲ့မြောက်ဦးမှာမိုင်းနင်းမိတို့ဒေသခံတို့တန်ရာရခဲ့တဲ့ဆိုတဲ့တဲ့မြန်မာနိုင်ငံတဝန်းဧပြီလတလအတွင်းမှာအမျိုးသမီး90ကျော်တိတ်ဆုံးခဲ့ရတယ်ဆိုတဲ့တဲ့စစ်ကောင်းဆောင်မြန်အောင်လိုင်းနဲ့စစ်ဒီအပေါင်းပါတွေရုရှားကိုပွဲတက်ရောက်ဖို့စတင်ထွက်ခွာသွားပြီဆိုတဲ့တဲ့တွေကိုကြားရမှာလည်းဖြစ်ပါတယ်ဆောင်တဲ့ရင်တပုံးနေနဲ့မင်းပြားကအသက်၉နှစ်အရွယ်ကလေးငယ်ကိုမရင်းချစ်တက်ပြက်ခဲ့တဲ့သူကိုအာရခတက်တော်က ဖန်စီစစ်စစ်နေတယ်ဆိုတဲ့တဲ့ရင်ကိုကြားရမှာလည်းဖြစ်ပါတယ်။မင်းပြမျိုးနဲ့ဖောက်ပြူကြီးရအတွက်မှာအသက်ကိုနဲ့ရကလင်းနဲ့တူဖို့မေလာ၂ရက်နေကမတိုင်ကျက်တက်ဖြတ်တာကိုခံခဲ့ရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။မတိုင်ကျက်တက်ဖြတ်ခံခဲ့ရတဲ့ကလင်းတွေကတော့ဖောက်ပြူကြီးရကမိခင်ဒိုခင်ဆန်အကြီးရဲ့သမီးအသက်ကိုနဲ့အယူဖြစ်ပြီးတော့အဲ့ဒီကလင်းတွေကိုမတိုင်ကျက်တက်ဖြတ်ခဲ့သူကတော့တရားတဲ့နဲ့အသက်30အရွယ်မောင်မြတ်န်းဆိုသူဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီတည်ဆုံးသွားခဲ့ရတဲ့ကလင်းငယ်ကိုပေါ်မှာလဲထွန်းတဲ့တန်ရတဲ့မျိုးစားကိုတွေ့ရပြီးတော့ ကလင်းငရဲ့လေပင်ကိုဂျိုးကွန်းစက်ကပယ်မှာချိတ်ဆွေးရှားပြီးတော့တက်ဖြတ်ခံထားရတာကိုမေလ3ရက်နေ့နေ့လေပင်မှာရွာအနီးကတိုးဆက်တနေအမှတွေ့ရှိခဲ့ရတာဖြစ်တယ်လို့လည်းဆိုပါတယ်လက်ရှိမှာတော့အဲ့ဒီကလင်းငယ်ကမတိုင်မှုကျွလန့်ပြီးတက်ဖြတ်ခဲ့တဲ့မုံမြတ်တန်းကိုမေလ6ရက်နေ့မှာအရကတက်တော်ကဖန်စီထားပြီးတော့စစ်စစ်မှုတွေလှောက်ဆောင်နေတယ်လို့ကလင်းငယ်မိသားစုဝင်တွေနဲ့နေဆက်သူတွေကပြောပါတယ်ဒီလိုအပြစ်မဲ့ကလင်းငယ်ကိုမတိုင်ကျက်တက်ဖြတ်ခဲ့သူကိုလည်း ဘာနကတတော်အနေနဲ့တေရှာစစ်ပြီးတော့ဒေတာပေးတာတွေကိုလောက်ဆောင်ပေးဖို့လိုအပ်တယ်လို့လေကလင်းငင်းနဲ့နေဆက်သူတွေကတောင်းဆိုကြပါတယ်လက်ရှိဖြစ်ရရခိုင်သမျိုးသားလုံးအတွက်အလွန်တရာအယုတ်ဆိုကြီးတန်တဲ့ကိစ္စအတခုဖြစ်ပြီးတော့ရခိုင်မှာရှိနေတဲ့အမျိုးသမီးတွေနဲ့ကလင်းငင်းတဲ့အတွက်လေနောက်နောက်မှာစိုးရင်စရာကောင်းတဲ့ကိစ္စရဖြစ်လာနေကြကြောင်းဒီကိစ္စရဲ့အမှုမှန်ကိုအရခတ်တက်တွန်နဲ့အာကပြည်သူတွန်လင်ရဲ့အဆွေရကတရားခံအမှန်ကိုစစ်စစ်ဖော်ထုတ်ပြီးတော့အများသူငါချင်းမောက်မှာ နောင်နောင်ဒီလိုကိစ္စရဲ့မျိုးတွေထပ်မဖြစ်လာရအောင်တရားခံကိုတည်တံပေးစီရင်ချက်ချပေးတဲ့နယ်လို့ရခိုင်အမျိုးသမီးတူကိုစားမမမိခင်ကတောင်းဆိုထားပါတယ်။ဒီတောင်းဆိုမှုဟာသူတူတယောက်ရဲ့ဆန္ဒအနေနဲ့တောင်းဆိုရတာဖြစ်တယ်လို့ရခိုင်မှာရှိနေတဲ့အမျိုးသမီးတိုင်းဟာလည်းဒီပြစ်မှုကိုဒီလိုတောင်းဆိုကြမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အာရကတက်တော်ရဲ့လောက်ဆောင်နေမှုအခြေအနေတွေကိုအသေးစိတ်သိရှိနေဖို့အတွက်အာရကတက်တော်ရဲ့ပြုခွင့်ရဥက္ကဋ္ဌကို စီအနေကဆက်သွယ်မိမြတ်နေစေဖြစ်ပါတယ်ခင်ဗျာဒီတစ်ခါကြားရမယ့်တဲ့င်းကတော့တောင်ကုန်းနဲ့မြောက်ဥမှာမိုင်းနေမိလို့ဒေတာခံတော့ဦးတန်ရာရခဲ့တယ်ဆိုတဲ့တဲ့င်းပဲဖြစ်ပါတယ်တောင်ကုန်းမြို့နယ်မြောက်ဥမြို့နယ်တွေမှာစစ်ပွဲတွေတွင်ကထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းကိုနှိမ့်မိပြီးတော့အရက်သားပြည်သူ၃ဦးထိခိုက်တံရရရှိခဲ့တယ်လို့ဒေတာခံတွေကပြောပါတယ်မြောက်ဥမြို့နယ်အတွင်းကမြေမြုပ်မိုင်းနှိမ့်မိပြီးတော့ထိခိုက်တံရရရှိသွားတဲ့သူ၂ဦးကတော့ အသက်16နှစ်အရွယ်မချယ်ရီတန်းနဲ့အသက်16နှစ်အရွယ်မောင်ခန့်ကျော်ထဲတို့ဖြစ်ကြပြီးတော့မြေမြုပ်မိုင်းပောက်ကွဲမှုကြောင့်မချယ်ရီတန်းမှာညာခြေတော့ပြတ်ထွက်တန်ရာနဲ့လက်နဲ့ပေါင်းတွေမှာလည်းတန်ရာရရှိသွားခဲ့ရပြီးတော့မောင်ခန့်ကျော်ထဲမှာလည်းဝမ်းပိုက်ကိုမိုင်းစထိမှန်ကတန်ရာရရှိသွားခဲ့ရတယ်လို့ဆိုပါတယ်ဒီဖြစ်စဉ်ဟာဒီနေ့မေလ9ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အသက်16နှစ်အရွယ်မချယ်ရီတန်းနဲ့အသက်16နှစ်အရွယ်မောင်ခန့်ကျော်ထဲတို့နှစ်ဦးဟာစစ်ကောင်စီတပ်တွေတပ်ဆွဲနေထိုင်ခဲ့တဲ့ လင်းမွေတောင်အနီးထင်းခွေသွားရာကနေအခုလိုမိုင်းပေါက်ကွဲပြီးတန်ရာပြင်းထန်ရရှိခဲ့ရတာဖြစ်ပြီးတော့သူတို့နှစ်ဦးကိုအရေးပေါ်ဆေးဝါးကုသတာတွေလောက်ဆောင်ပေးထားတယ်လို့လည်းဆိုပါတယ်အဲ့ဒီလိုပဲပြီးခဲ့တဲ့မေလ6ရက်နေ့ညနေမှာလဲတောင်ကုတ်မြို့ကံပိုင်ရက်ွက်မှာနေထိုင်တဲ့ဥကျော်ထွန်းဆိုသူမှာစနီးဖြစ်သူဒေါ်ဟန်တင်နဲ့အတူအမှတ်9စစ်စင်ရေးကုတ်ကွဲမှုဌာနကြောင့်စကခ9အနီးမှာရှိတဲ့သူပိုင်းဆိုင်ရာလက်ခွေအနည်းကိုတွားရောက်ချိန်မှာလက်ခွေအနည်းရှိလမ်းမှာထောင်ထားခဲ့တဲ့စစ်ကြံမိုင်းကိုနှိမ့်မိပြီးတော့ ခြေနောက်တစ်ဖက်ပြက်ထွက်တန်ရာရရှိသွားခဲ့ရပြီးတော့အရေးပေါ်စေကူတပေးတာတွေကိုလောက်ဆောင်ထားရတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်တွေဟာတိုက်ပွဲကာလအတွင်းမှာသူတို့တပ်ဆွဲနေထိုင်ရာနေရာတွေအပြင်အရက်သားပြည်သူတွေတွာလာတဲ့လမ်းတွေနေအိမ်ခြံဝန်းတွေမှာပါမိုင်းတွေကိုအလွန်ကျွံတုံးထောင်ထားခဲ့တာကြောင့်စစ်ကောင်စီလက်ထဲကနေအရခတပ်တော်ကအပိတက်တိမ့်ပိုက်ထားပြီးဖြစ်တဲ့မြို့တွေကဒေသခံပြည်သူတွေဟာမိုင်းရတရတွေနဲ့ဆက်တိုက်ရင်ဆိုင်ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်းအရခတပ်တော်ကသူတို့တိမ့်ပိုက်ထားပြီးဖြစ်တဲ့မြို့တွေမှာ မိုင်းရှင်းလင်းရေးတွေမိုင်းအသိပညာပေးတွေကိုဇက်တိုက်လောက်ဆောင်ပေးနေတာလည်းရှိနေပါတယ်ဒီမုံနေနဲ့မြန်မာနိုင်ငံတဝန်းဧပြီလတလအတွင်းမှာမြို့သမီး80ကျော်တည်ဆုံခဲ့ရတဲ့တည်င်းကိုကြားရမှာပါမြန်မာနိုင်ငံတဝန်းဧပြီလတလအတွင်းမှာမြို့သမီး82ဦးတည်ဆုံခဲ့ရတယ်လို့ Burmese Woman Julian BWU ကဒီနေ့မေလ9ရက်နေ့မှာတည်င်းထုတ်ပြန်လာခဲ့တာပါ တီတိတ်ဆုံးခဲ့ရတဲ့အမျိုးသမီးအများစုဟာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာစစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးတပ်ဖြတ်တာတွေကြောင့်တေဆုံးခဲ့ရတာဖြစ်တယ်လို့ဆိုထားပါဗျ။လေကြောင်းတိုက်ခိုက်တာကြောင့်တေဆုံးခဲ့ရတဲ့အမျိုးသမီးကတော့59ဦးလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်တေဆုံးခဲ့ရတဲ့အမျိုးသမီးကတော့9ဦးစစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးတပ်ဖြတ်တာကိုခံခဲ့ရတဲ့အမျိုးသမီးကတော့9ဦးဖြစ်ပြီးတော့လက်ရှိအသက်ဆုံးရှုံးခဲ့ကြရတဲ့အမျိုးသမီး82ဦးတည်းက 73ဦးကတော့အသက်18နှစ်အောက်ကလေးငယ်တွေဖြစ်ကြတယ်လို့ဆိုထားပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အမျိုးသမီးတေဆုံးမှုအများဆုံးကတော့စကိုင်းတိုင်းထဲမှာတေဆုံးသူ30နဲ့ပထမအများဆုံးတေဆုံးခဲ့ရတာဖြစ်ပြီးတော့မန္တလေးတိုင်းမှာတော့တေဆုံးသူ14ဦးနဲ့ဒုတိယအများဆုံးတေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း BWU ကဖော်ပြထားပါတယ်။အဲ့ဒါတွေအပြင်စစ်ကောင်စီတပ်တွေရဲ့လေကြောင်းတိုက်ခိုက်တာလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာမြေမြုံဝိုင်းပောက်ကွဲတာတွေကြောင့်လည်းအမျိုးသမီး90ဟာလည်းတန်ရာရရှိတာရှိခဲ့ရတယ်လို့ဆိုထားပါတယ်။ ဒီတန်ရာရရှိသူ90ဦးထဲမှာတော့စစ်ကောင်စီတပ်တွေရဲ့လေကြောင်းတိုက်ခိုက်တာကြောင့်မြို့သမီး40ဦးတန်ရာရရှိခဲ့တာလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်လို့9ဦးတန်ရာရရှိခဲ့တာမြေမြုပ်မိုင်းပောက်ကွဲတာကြောင့်4ဦးတန်ရာရရှိခဲ့တာတွေအပြင်အရခတ်တပ်တော်ရဲ့တပ်ဖွဲ့ဝင်တွေရဲ့မရင်းကျင့်မှုကြောင့်2ဦးတန်ရာရရှိခဲ့တာရှိတယ်လို့လည်းဆိုထားပါတယ်။ Burma Human Union BWU အနေနဲ့ဒီအချက်လက်တွေကိုတိကျမှန်ကန်တဲ့သတင်းမီဒီယာတွေကနေတစ်စိမှတ်တမ်းတင်ကြောက်ယူမှုနဲ့ BWU ကလက်လန်းမီတလောက် မြေပြင်သတင်းကောက်ယူမှုအချက်လက်တွေကိုစုစည်းတင်ပြထားတာဖြစ်ပြီးတော့ data ကောက်ယူတဲ့အပိုင်းမှာအခက်အခဲတချို့ရှိတာကြောင့်မြေပြင်ခြေနေမှာယခုထပ်ပုံမှန်များပြားနိုင်သေးတယ်လို့လည်းဆိုထားပါဗျ။စစ်ကောင်စီကငလင်ဘေးတင်ကာလမှာတိုင်းဒါလက်နက်ကင်တွေနဲ့အတူယာယီအပြစ်ရက်တဲလို့ထောက်ပြန်ကြေညာခဲ့တာရှိခဲ့ပေမဲ့လည်းလူသားမျိုးနွယ်တွေအပေါ်မှာအမျိုးမျိုးသောရာဇဝတ်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုကျူးလွန်မြဲလှောက်ဆောင်နေတာဖြစ်ပြီးတော့ဒီတဘဝဘေးအန္တရာယ်ကြုံတွေ့နေရတဲ့အချိန်မှာအရင်လားတွေကထားပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်တာတွေကိုပုံမှန်လောက်ဆောင်ခဲ့တယ်ဆိုတာကိုလည်းလေ့လာတွေ့ရှိရတယ်လို့ဆိုထားပါတယ်။ဒီနေ့တနေ့တာထုတ်လွှင့်မှုရဲ့နောက်ဆုံးသတင်းအနေနဲ့ကြားရမှာကတော့စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ဇနီးအပေါင်းပါတွေရုရှားကိုပွဲတက်ရောက်ဖို့စတင်ထွက်ခွာသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းဇနီးဖြစ်တဲ့ကျူကျူလာနဲ့အပေါင်းပါတွေဟာရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်မဲ့ရင်းပြင်းနီချီတက်ပွဲကိုတက်ရောက်ဖို့အတွက် ဒီမနက်မှာစတင်ထွက်ခွာတွားကြပြီဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်းဆောင်မြောင်းလိုင်းနဲ့အပေါင်းပါတွေကတော့ရင်ပြင်းနေခြေတပ်ပွဲလို့ခေါ်တဲ့1947 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်အထိမ်းအမှတ်အခမ်းအနားကိုရုရှားတမ္မတမစ္စတာပလာတီမာပူတင်ရဲ့ဖိတ်ကြားချက်နဲ့တွားရောက်တာဖြစ်ပြီးတော့စစ်ကောင်းဆောင်မြောင်းလိုင်းရဲ့ဇနီးဖြစ်တဲ့ဂျူဂျူလှကတော့ရုရှားဖက်ဒရေးရှင်းနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌမစ်စစ်ဘီလီတီနာမပီရန်ကိုရဲ့ဖိတ်ကြားချက်နဲ့တွားရောက်တာဖြစ်တယ်လို့လဲဆိုထားပါဗျ။ ဒါ့အပြင်စစ်ကောင်းဆောင်မြန်လိုင်းစနီဂျူဂျူလာနဲ့အပေါင်းပါတွေဟာဒီပွဲနဲ့ဆက်ဆက်တဲ့အခမ်းအနားတွေကိုတက်ရောက်သွားဖို့ရှိတယ်လို့ရုရှားဖက်ဒရေးရှင်းနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌမစ္စစ်ပလက်တီနာမက်ဗီရန်နဲ့လည်းတွေ့ဆုံဆွေးနွေးတော့ဖို့ရှိတယ်လို့လည်းဆိုထားပါတယ်။ဒါ့အပြင်အခမ်းအနားကိုတက်ရောက်လာကြသူတွေနဲ့လည်းတခြားတွေ့ဆုံဆွေးနွေးတာတွေကိုလည်းလောက်ဆောင်သွားမှာဖြစ်ပြီးတော့နိုင်နိုင်ငံဆိုရနဲ့ပြည်သူတွေကြားချစ်ကြည်ရေးစီပွားရေးလုံခြုံရေးဆိုင်ရာတွေနဲ့ကဏ္ဍပေါင်းစုံမဟာပြူဟာမြောက်ပူပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကို ပုံမတိုးတက်ခိုင်မအောင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။စစ်ကောင်းဆောင်မဲအောင်လိုက်အပြင်စစ်ကောင်းဆောင်တွဲဖက်တွေးရမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့စနီဗိုလ်ချုပ်ကြီးမောင်မောင်အေးဒေါက်တာပါဆွေနဲ့ခွန်ဆန်လွေဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေညှိနှိုင်းကုတ်ကဲရမှုကြီးရည်လေးဗိုလ်ချုပ်ကြီးကျော်စွာလေးနဲ့စနီအပြင်အခြားအရာရှိကြီးတွေလည်းလိုက်ပါသွားတယ်လို့သိရပါတယ်။ စီအစဉ်လေးသတင်းထဏရဲ့တနေ့တာရေဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်းစီအစဉ်လေးကတင်ဆက်ပေးတဲ့တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင်စီအစဉ်ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်းသတင်းကောင်းပတ်အပ်ပါတယ်ရှင်။